တော့မှကြွမင်းဆိုမှခုသူကတော့ဒါတနည်းဖြင့်ဦးစင်းတို့ပြောရင်တော့မင်းအောင်လိုင်းကပူတင်ကိုဂျင်းသွားထဲ့တယ်လို့ပဲဦးစင်းတို့ဒီလိုပဲတွေ့ရမှာပါပြောယူရေနီယမ်ဒီကိုအချဖက်ရှိအနာစီဒီရဲ့လက်လှမ်းမမီတဲ့နေရာမှာရှိနေဖို့တော့အမြတ်တလို့ရတယ်။အဲ့ဒါကိုအာမခနိုင်ဖို့ကတော့အချဖက်ရှိအနာစီဒီအမိပြချိန်မှုဖို့ကပဲအဖြစ်ဖြစ်လာပေါ့ဖြစ်တယ်။ဟုတ်တယ်။နောက်တရုတ်ကနေပြီးတော့စတင်ပြီးတော့ဝင်နေပြီးအခုရုရှားကဝင်လာတော့မှာဖြစ်တယ်။အဲ့တော့ဂျွန်လုံးလုံးဖြစ်ပြီဆိုတာပေါ့ အယုတ်တမကြုံများသိအောင်ပြောလိုက်ပါရရှင်เนาะဟယ်လိုချရတဲ့ BB family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုမိသားစုတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ Okay ဒီနေ့ကတော့2025ခုနှစ်မတ်လ9ရက်နေ့ရမနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်တို့သွားပြီးကြည့်ရမှာဖြစ်ပါတယ်နော် ဟုတ်ကဲ့ဒီနေ့မှာတော့ဒီအချက်ဖက်မင်းအောင်လိုင်းပြောသွားတယ်ပေါ့နော်ဗျာဒိတ်တော်ပါဠိရယ်ပတ်သက်ပြီးတော့ပေါ့နော်ရှင်းထားတဲ့ဘုန်းကြီးတွေရဲ့ဒီပြန်ရှင်းတဲ့ကိစ္စတွေရဲ့တခြားသတင်းတွေအများကြီးကိုကျွန်တော်ကြည့်အောင်ဖြစ်ပါတယ်နော်ကဲအရင်ဆုံးကျွန်တော်တို့လူရင်းတူရှင်သတင်းလေးစလိုက်ပြီနော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံတွင်ရုရှားကတိစောက်ပေးမိ130မဂါဝက်အသေးစားနျူကလ িয়ার တပောင်းဖို့ကိုမဂါဝက်330အထိအစစ်မြစ်တွေတိုးချဲ့တာအထုတ်လုပ်နိုင်ရည်ရွယ်ထားတယ်တဲ့သတင်းရရှိပါတယ်နော်အဲ့တော့ စောက်တော့မစောက်သေးဘူးเนาะ330အထိမကောက်ဝဲ330အထိအစ်စ်မြစ်တင်မယ်လို့ပြောတယ်ပေါ့เนาะအဲ့တော့ဒီတချို့တွေလည်းတုံးသက်နေကြပါเนาะဒီလိုမျိုးနျူကလ িয়ার ဆက်ကိုတိဆောက်တယ်ဆိုတာကမြောက်ကိုရီးယားပုံစံဖြစ်အောင်မြန်မာနိုင်ငံကိုတွတ်တွင်းနေလို့အားလုံးကတုံးသက်နေကြဖြစ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြင်းချံမြို့နယ်တွင်နှစ်ရက်တာဖြစ်ပွားသောတိုက်ပွဲတွင်စစ်ကောင်စီတပ်သား15ဦးမျိုးစာဖြစ်ပြီးတံပြားကာကနှစီပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပခုတ်ကူကမ္မလမ်းပန်းရှိ ညောင်ဂျစ်ပြီးစစ်တပ်အထိုင်းစစ်စီဂိတ်ကိုစနိုက်ပါလက်နက်ငယ်များပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးမျိုးစာဖြစ်သွားတယ်လို့လည်းသတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကလည်းချောင်းဦးမြို့နယ်ကင်းမွန်ထော်ပြူစကန်နဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနဲ့ပြူစော်ထီ23ကောင်မျိုးစာဖြစ်ပြီး PDF ၄ဦးလည်းမြင့်မြတ်စွာတပ်ပေးသွားတယ်လို့ကျွန်တော်တို့သတင်းရရှိပါတယ်နော်။ PDF ၄ဦးအတွက်အထူးပဲဂုဏ်ပြုပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မုံရမြို့အတွင်းမှာထွက်လာသောတံပြားကာကနှစ်စီးကိုကြားဖြတ်တိုက်ခတ်မှုစစ်တပ်ဖက်မှဒုဗိုလ်တဦးအပါအဝင်18ဦးမျိုးစားဖြစ်ပြီးလက်နက်12လက်သိမ်းဆည်းရမိကတံပြားကာကနှစ်စီးကိုပါမိရှုဖြစ်စီနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာကဲဒါတွေကတော့ကျွန်တော်ရဲ့ပြည်သူသတင်းလေးပဲဖြစ်ပါတယ်ကဲကျွန်တော်တို့အရာတခြားသတင်းတွေမသွားခင်မှာဒီ MMD ရဲဘော်ပြောထားတဲ့စကားလေးတစ်ချက်နှောင်းကြည့်လာနော်အစွမ်းကုန်ကျူပန်းခဲ့တဲ့ဒုတိယခင်ဗျာတိမ်ပန်းခင်ဗျာရဲ့မိသားစုပါကျူခံစားခွင့်ရှိတယ် ျွန်မစကောက်စကောက်လို့ပြောနေမှာနော်ကျွန်တော်မလွတ်လပ်ခွင့်လည်းမရှိရဘာမှလည်းပြောဆိုပိုင်ခွင့်မရှိရဘယ်အရာမှလည်းစိတ်ချလို့မရအောင်ဟိုစိတ်ချလို့ရပါတယ်လို့ပြောနေတာအခုခင်ဗျားတို့หนีထားရက်ွက်ထဲမှာစူစော်ရင်မဆွဲပါဘူးပေါ်တာမဆွဲပါဘူးလို့ခင်ဗျားတို့ပြောရဲလားဟုတ်တယ်ဟွန်းဆွဲနေပါတယ်အဲ့တော့ခင်ဗျားတို့တားဆင်မိစက်ဒီစက်အာလာရှင်လက်အောင်မှရှိနေရဲ့ခင်ဗျားတို့တမီးလေးတွေတားလေးတွေချီခင်ဗျားတို့စိတ်ချနိုင်လားဟမ်တော့ပါ စစ်တပ်ကိုထောက်ခံနေတဲ့လူတွေပြောကြည့်စမ်းပါ။ဟိုကျွန်တော်မှလည်းတမီးလေးတယောက်ရှိမယ်ဆိုကြပါစို့ခင်ဗျားတို့မှလည်းတမီးလေးတယောက်ရှိမယ်ဆိုကြပါစို့။အဲ့တမီးလေးရဲ့နှုံရေးစိတ်အေးလို့ရမလား။ဒီအလားရှင်လက်အောက်မှာ။အေးစိတ်အေးရမလဲအခုဆို။ကျွန်မတင်ကားလို့ဆိုတာခိုင်းပါမယ်။ကျွန်တော်ကိုဒီလက်နဲ့ကန်မှုစာတွန်းအားပေးခဲ့တာက66နဲ့30အဲ sorry 53နဲ့အဲ့တောင်ကစိတ်ဝင်ပြီးလက်ဖိတ်ဆိုင်မှာနော်။ခုနှစ်နိုင်လောက်မှကျွန်တော် လက်ဖိတ်ထိုင်တောင်းလိုက်ရှင်မကျွန်တော်ကြောက်ရောင်းဝင်တယ်မှာကြောက်ကုန်တယ်တယောက်ကျွန်တော်စိတ်ပညာကျွန်တော်မတုံအပြုံပြုခဲ့ဘူးအဲ့တော့ကြောက်ရောင်းဝင်တယ်မှာကျွန်တော်လှုပ်နေတဲ့အချိန်မှာကျွန်တော်မောင်းကြီးခိုးပါစေဖမ်းပြီးကြိုက်ထည့်လိုက်တာငါတွားတယ်လေးချောင်းတော့ကျူရတယ်ပေါ့ကောပေါ့ကောနော်อืมအဲ့ဒီလိုမြို့ထဲမှာအဲ့ဒီလိုလက်နဲ့ကင်ပြီးမှနိုင်စားနေတဲ့လူတွေကိုခင်ဗျားတို့ထောက်ခံနေလို့ကျွန်တော်တော့အံ့ဩတယ်နော်ဟုတ်လားခင်ဗျားတို့မတားသမီးတွေရှိခဲ့မှာဟာဟိုတနေ့ရဆိုရင်လေမှာ ကောင်းမလေးချောချောလေးတယောက်ချောချောလေးတို့လောပြောတာပါကျွန်တော်မြင်ဘူးခဲ့ပါဦးနော်ဟိုဘေးဘေးတင်းဘေးလူတွေပြောတဲ့အရာနဲ့မို့လို့ကျွန်တော်တင်းကိုအတိအကျမပြုတ်ဘဲနဲ့မတင်လိုက်ဘူးစခမှုစစ်စစ်ရရှိလို့ဆိုရင်မှခေါ်ရတယ်တုံးရင်တော့အိပ်ပေးရတယ်စခမှုနဲ့ဟမ်တအားစစ်စစ်နေရဆက်ကိုတနေရခင်ဗျားတို့အရင်တဘောကြလာအဲ့လိုမျိုးအဲ့လိုတဘောကြနေခင်ဗျားတို့ရဲ့ဘုံမတွေပေါ့နော်ခင်ဗျားတို့တွေရဲ့သားတွေတမီးတွေနောက်အနာကက်မှာ ဘယ်လိုတွေဖြစ်လာမလဲတွေးကြည့်ကုန်လဲကွာအခုကြံဖတ်ပါတီဘောမအားပေးလူတွေဝင်သွားကြပါစစ်ထဲကိုနော်လူလူကိုဒုက္ခမှာပေးနေရောလူလူကိုထပ်ပြီးမှလည်းမနှောက်ရှက်ပေးပါနဲ့ရောလက်နဲ့မရှိတဲ့လူလူအေးချမ်းဆိုနေကြပါစီဗျာခင်ဗျားတို့မနှောက်ရှက်ပါနဲ့ကဲဒါတော့မှန်ပဲဖြစ်ပါတယ်နော်အဲ့တော့အချမ်းစစ်ကောင်စီကိုထောက်ခံပါတယ်ဆိုတော့သူတွေကခုချိန်မှာဆိုရင်နော်ထောက်ခံတယ်ဆိုရင်စစ်ထဲဒီသူတို့ရဲ့စစ်တပ်ထဲဝင်ပြီးသူတို့ရဲ့ထောက်ခံကြောင်ပြသမယ်အချိန်ဖြစ်ပါတယ်နော်လက်ကပြည်သူတွေဒုက္ခပေးနေတယ်နော် နောက်ထပ်သတင်းလေးကတော့နော်မောင်တော်မြို့မှာချမ်ပတ်စစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ငန်းခဲ့တဲ့ Chronity ရဲ့အိမ်ဒီအဆောက်အဦတွေပေါ့နော်အခါတက်တော်အေးကချိတ်ပိတ်တင်လိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဖော်ပြထားတဲ့ဟာလေးနောက်ထပ်ကြည့်လိုက်နော်အခါတက်တော်အေးကရခိုင်ပြည်အနောက်ဘက်နေဆန်မောင်တော်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ငန်းခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင် Chronity ရဲ့နေအိမ်တချို့နဲ့အစိုးရရုံးတွေကိုချိတ်ပိတ်ခဲ့တယ်လို့သတင်းရရှိပါတယ်အဲ့ဒီလိုချိတ်ပိတ်ရမှာမော်စလိုစီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်တွေသာမကောင် ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်နဲ့အရေးကြီးတဲ့အစိုးရရုံးတွေလည်းပါဝင်သေးလို့မောင်တော့ဒေသခံတယောက်ကနရင်းစရာကိုပြောပါရယ်အရခတ်တတော်ချိတ်ပိတ်လိုက်တဲ့နေအိမ်တွေအထင်မှာစစ်ကောင်စီနဲ့ပတ်သက်တဲ့ခရိုနီနေအိမ်တွေအပြင်အာစာအကြံဖတ်သမားတွေနဲ့ပတ်သက်နေတဲ့နေအိမ်တွေပါဝင်သေးလို့ဒေသခံမွတ်စလင်လူကြီးတယောက်ကနရင်းစရာကိုပြောပါရယ်အရခတ်တတော်အေးချိတ်ပိတ်ထားတဲ့နေအိမ်တွေရုံအောင်တွေမှာအရခပြည်သူတော်လင်ရဲ့အစိုးရပါအစအဦးမကျိုးကျော်ရလို့ရေးသားထားတဲ့ဘီနိုင်းတွေကထားရဲလို့ဒေသခံတွေကပြောပါရယ် လက်ရှိမောင်တော်မျိုးမှာအာရခတက်တော်အေဂျိပိုက်ပင်စေထားတဲ့ရခိုင်နဲ့မွတ်စလင်နေ3စီကျော်နဲ့စစ်ကောင်စီယုံ3စီကျော်လောက်ရှိတယ်လို့သိရပါဗျ။ကဲဒါတော့ရခိုင်အမဒီမောင်တော်မှာရှိတဲ့အခြေအနေလေးပဲဖြစ်ပါနော်။ကဲကျွန်တော်နောက်ထပ်မှာသတင်းကတော့အချမ်းဘက်စစ်ကောင်စီကိုဒီရုရှားကအခုပေါ်တော့နျူကလ িয়ার ဆက်ယုံတိစောက်ပြီးမယ်ဆိုတဲ့ဟာကမြန်မာပြည်ကိုမြောက်ကိုရီးယားပုံစံဖြစ်အောင်လုပ်နေပါတယ်ဆိုပြီးမှပြောထားတယ်ဒေါက်တာဆဆာရဲ့ဗီဒီယိုဒီချန်နယ်တော့ကြည့်လောက်နော်။အဲစစ်ကောင်ဆောင်မြောက်ပိုင်းကမော်စကိုမှာတွေ့သွားတာကိုကြည့်မယ်ဆိုရင်လည်းအဓိက နောက်ကိုရီးယားကဒီနျူကလ িয়ার နိုင်ငံတနိုင်ငံလို့ဖြစ်လာတာဟာလေအစတော့ကတော့အခုနလိုပဲစတင်တယ်သူတို့ဒီဆွေးနွေးချက်တွေကိုကြည့်တဲ့အခါမှာနျူကလ িয়ার ရီဆော့စ်ဒီပါလာတဲ့အခါကျတော့ဒါနဲ့ပတ်သက်ပြီးမှအမေရိကပြည်ထောင်စုမှာက US Department of Justice က press release ကို January လ10ရက်ပေါ့နော်2025မှာလုပ်တဲ့အခါမှာဂျပန်နိုင်ငံသား AB Sawa ကမြန်မာပြည်မှာထွက်တဲ့ nuclear material ကိုသူကအရောက်ဝယ်လောက်တာကိုကျွန်တော်တွေ့ရတယ် ယူရေးနီယမ်လို့ခေါ်တဲ့ဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ဓာတုတွေကသူတို့လက်ထက်မှာဒီလိုသူတို့ကထိနေတာကွာလေကမ္ဘာလူချွေးအတွက်တာအာဒရက်ချီချီစီတာဆိုတာကိုတော့ကျွန်တော်ဒီ European Union ပဲဖြစ်ဖြစ် America ပြည်ထောင်စုပဲဖြစ်ဖြစ်သူတို့နားလည်ပြီးသားလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်အာနာစီဒီရဲ့ပေါင်းစပ်မှုအောက်ကအားကောင်းလာပြီးမှဒီမိုကရေစီနိုင်ငံတွေရဲ့ပူပေါင်းဆောင်ရွက်မှုရဲ့အားကနည်းနည်းကျသွားတယ်လို့ကျွန်တော်တော့မြင်တယ် အကြဖက်အဖွဲ့စီတစ်ခုကနျူကလ িয়ার အကြောင်းကိုဥမာပြောလာပြီဆိုရင်ဒါဟာနိုင်ငံတကာလူချိုးရေးနဲ့တကဘာလို့ရဲ့လူချိုးရေးနဲ့ပတ်သက်တဲ့အခါကျတော့ IAEA ဟာလည်းဒီတိုက်ပဲလက်ပိုက်ချင်နေလို့မရဘူးပေါ့နော်သူတို့ကဒါလို့ဆရာစီတာလို့ဖွင့်လို့တယ်ဖြစ်နိုင်ချင်မဖြစ်နိုင်ချင်ဆိုတာထက်မြန်မာနိုင်ငံမှာနျူကလ িয়ার မတီးရီယယ်လည်းရှိတယ်ဒါနဲ့ပတ်သက်ပြီးမှယူရေနီယမ်ဒီကိုအချဖက်စီအနာစီဒီရဲ့လက်လှမ်းမှမြည်တဲ့နေရာမှာရှိနေဖို့တော့အမြတ်တလို့ရတယ်။အဲ့ဒါကိုအာမခံနိုင်ဖို့ကတော့ အချာဖက်စီအနာစီဒီအမိပြချေမှုဖို့ကပဲအဖြစ်ဖြစ်လာပေါ့ကဲဒါတော့ဒေါက်တာဆက်စားပြောထားတဲ့တင်မျိုးဖြစ်ပါရနော်အဲ့တော့မြန်မာပြည်မှာနျူကလ িয়ার ဆက်ယုံတိစောက်မယ်လို့တော့ပြောတယ်ပေါ့နော်အဲ့တော့မြန်မာပြည်လိုနေရာမှာတော့နျူကလ িয়ার ဆက်ယုံတိစောက်ခဲ့ရင်ပေါ့နော်ဘယ်လောက်ထိအန္တရာယ်များမလဲဆိုတာအားလုံးလည်းသိပါရနော်နျူကလ িয়ার ဆက်ယုံဆိုတာကအလုံးသိတဲ့အတိုင်းပဲ rare shot ဖြစ်လို့မရဘူးတစ်ခုလွဲ short တယ်အဲ့ဒီဒါမှရှိတဲ့လူတွေကတော်တော်ဒုက္ခခံစားမယ်နေတာဖြစ်ပါရနော် ကဲကျွန်တော်တို့ကြည့်ရမှာတော့အချမ်းဖက်စစ်ကောင်စီကပေါ့နော်ပြည်သူတွေအာဏာကိုမတရားတင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အပြောထားတယ်မှတ်သေးရေးပြီးတော့နားထောင်ကြည့်လာအောင်နော်တရုတ်ကိုပထမကတ်တယ်အခုလည်းတရုတ်နဲ့ကဒီလိုပါပဲနော်မင်းအွန်လိုင်းနဲ့အဲ့တော့တရုတ်တစ်မျိုးတည်းနဲ့တာကောကြီးတယောက်တည်းနဲ့မဖြစ်တော့ဘူးဘာလို့လဲပြည်သူရဲ့အင်အားကြောက်စရာကောင်းလာပြီအဲ့တော့အဲ့ဒီအင်အားတစ်ခုလည်းနဲ့မရတော့လို့မြန်မာနိုင်ငံထဲမှာရှိတဲ့အကြီးကြီးတွေကိုပေးလိုက်ခြင်းဖြစ်တယ်အကြီးကြီးတွေပေးမှာဖြစ်တယ်တရုတ်ကပါလေ စီးပွားရေးတမသူ့နိုင်ငံစီးပွားရေးလမ်းကြောင်းကောင်းဖို့ကြိုးစားနေတာမြန်မာနိုင်ငံကိုဂျုံညွနေတာဖြစ်တယ်။အဲ့တော့ပူတင်ကဘယ်လိုလူမျိုးလဲဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်။ပူတင်ကစစ်လက်နက်တွေထုတ်လွှင့်နေထုတ်ထုတ်လုပ်နေတဲ့နိုင်ငံကြီးသနိုင်ငံဖြစ်တယ်။နော်။အဲ့တော့လက်ရှိယူကရိန်းနဲ့ဖြစ်နေတဲ့စစ်ပွဲမှာပူတင်ဟာလည်းဘူးနေတာပါပဲ။နော်။အဲ့တော့ဒီစစ်လက်နက်တွေကို ထပ်ပြီးထုတ်လို့ရနိုင်ဖို့သူ့မှာတခုခုလိုအပ်နေပြီဖြစ်တယ် ဒါကြောင့်မို့လို့မင်းအောင်နိုင်ကိုတွေ့တာဖြစ်တယ်။အဲ့တော့ဦးတေလိုလူမျိုးကမင်းအောင်နိုင်လို့ကောင်မျိုးကိုဟုတ်လား။သူ့အိမ်သားတွေကအိမ်သားစီးခုနလောက်တော့တန်မိုးထားခဲ့တာမဟုတ်ဘူး။ဒါပေမဲ့ရှင်းရနော်။တွေ့တာလေ။အထုပ်အကြီးကြီးပိုက်ဖို့အတွက်လေ။ရှင်းတယ်နော်ကျွန်တော်ပြောတာ။အဲ့တော့ဒါကိုမသိဘဲနဲ့နားမလဲဘဲနဲ့ မင်းတို့တော်လန်ရေးဟာတဲတော့မှမနိုင်တော့ပါဘူးကွာဆိုပြီးတော့စောက်ရှက်မရှိပေါ်နေတဲ့အုံနောက်ထဲမှာလောက်လက်စည်းတွေပဲရှိတဲ့တောင်းနေဘူးပြောချင်တာကအခုပြဿနာကနင်တို့စစ်တပ်ကိုနင်တို့ချစ်တဲ့တပ်မတော်ကြီးကိုပြတ်သုံးဖို့အတွက်ခြေလှမ်းဝင်နေပြီဖြစ်ပါခြေလှမ်းစနေတာမဟုတ်ဘူးနော်ခြေလှမ်းဝင်နေတာအဲ့တော့မင်းတို့တပ်မတော်ကိုငါတို့စောက်ကယူမဆိုင်ပါဘူးကွာငွေနဲ့ပေးပြီးမင်းတို့ရဲ့အချုပ်အချာအာဏာကိုငါတို့ယူမယ်ဆိုရက်ပုံစံမျိုးစောက်ချိုးမျိုးနဲ့ ဒီအကုတ်ကိုကျင်းလာဖြစ်ပါတယ်အဲ့တော့ပမာလေးမြန်မာအမေစစ်တပ်ကြီးရဲ့တတိနဲ့အရေးချင်းဟမ်ဒါဟာမြန်မာနိုင်ငံကိုတကယ်ချစ်တဲ့လူရုံမာတဲ့စိတ်မရှိဘူးကျွန်ခံလို့တဲ့စိတ်မရှိတဲ့မြန်မာနိုင်ငံသားစစ်စစ်ဆိုရင်ဒီအရေးဟာဘလောက်ထိအရေးကြီးရဲ့ဆိုတော့နားလေစစတတ်မဟုတ်တယ်နိုင်ငံလုံးကိုအစိမ်းအမိမခွဲပဲနဲ့ရှင်ဇက်ခွဲမဲ့ကိစ္စဖြစ်တယ်အဲ့တော့ မြန်မာပြည်ကမြေတွေမြန်မာပြည်ကနေရာတွေအထင်ကဲကနေရာတွေကျမတို့လေရင်ကွင်းကြီးကိုတော့ဝယ်ပလိုက်နိုင်တယ်နော်ဟုတ်လားရုရှားတို့တရုတ်တို့ကအဲ့တော့အဲ့လိုအထင်ကဲကနေရာတွေကိုရိုးရိုးတန်းတန်းဝယ်တာဘယ်ဟုတ်လဲရှင်နော်ခရိုနီတွေကိုကတ်နော်တကယ်မှာမြန်မာနိုင်ငံရဲ့ထောက်တိုင်အကြီးကြီးတွေကိုကတ်ပြီးတော့မှသူ့ရဲ့နာမည်တွေနဲ့စာချုပ်စာတမ်းတွေနဲ့မြန်မာညီတွေကိုတိတ်ပိုက်မှာဖြစ်ပါတယ်။အဲ့တော့ကျမတို့နိုင်ငံရဲ့အနာဂတ်ကတရုတ်ရဲ့လက်ထဲမှာ ਨੇ ရုရှားရဲ့လက်ထဲမှာရှိပါတယ်เนาะအဲ့တော့ငါထိုင်နေတဲ့ခုံเนาะငါတွားနေတဲ့လမ်းငါမိသားစုရဲ့အသက်အန္တရာယ်အနာဂတ်အတွက်မင်းအောင်လာမြန်မာတနိုင်ကံလုံးကိုရဲရဲကြီးထိုးကျွေးနေတာဖြစ်ပါတယ်အဲ့တော့သူပြောတဲ့စကားတွေကိုတစ်ချက်ကြည့်လိုက်ပါဦးလွန်ခဲ့တဲ့နှစ်2000လောက်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ယူကြောင်ကြောင်ပေါကြောင်ကြောင်စကားတွေကိုဘယ်လိုခေါင်းဆောင်မျိုးကဘယ်လိုစိတ်မျိုးနဲ့ထွက်ရတာတော့ဘယ်လိုစောက်ရှက်မျိုးနဲ့ဒီစကားလို့ကိုပြောထတာရောအဲ့ဒါကိုအားရပါရကျေနပ်နေတဲ့ဘောမကျွန်းအတီးစားများအယုတ်တမာများကိုယ့်ရဲ့အကျိုးစီးပွားအတွက်ဆိုရင်ကိုယ့်သမီးချနောင်နေတော့ဝင်ဖို့ဝင်မလေးတဲ့ကောင်များကကျေနပ်နေတာမြင်ရတော့ဟုတ် ဲ့ဒီလောက်တာလူဘဝမှာအမှိုက်ဆန်ရည်လားလို့နေတင်တာကြောက်ပါတော့နော်ရရတယ်ရှင်တို့မြန်မာတိုင်းကလုံးလို့လုတ်ချင်တယ်လို့လုတ်လို့ရတယ်လက်ရှိရှင်တို့လက်ကမှာဒါပေမဲ့ရှင်တို့ဘယ်တော့မှမညှော်နဲ့မှာနဲ့အကြီးကြီးဆုံးရှုံးမှုတွေရှိတယ်ဒါပေမဲ့တော်လည်းဘတ်တော်သားကြီးပဲဆုံးရှုံးမှာမဟုတ်ဘူးနော်တော်လည်းဘတ်တော်သားကြီးပဲဆုံးရှုံးမှာမဟုတ်ဘူးလူတွေရောနော်နိုင်ငံရဲ့မြေတွေရောဆုံးရှုံးမှာဖြစ်တယ်လို့ ကျမတို့မြန်မာလူမျိုးတွေလူသားတွေကိုပြန်တတ်နိုင်ဖို့အတွက်လက်နက်တွေထုတ်လာမှာဖြစ်တယ်ပြီးတော့အဲ့ဒီလူတွေအထုပ်အချာအာဏာကိုကင်ပြီးတော့မှလုံခြုံရေးအမြင်ခံပြီးဝင်လာမှာဖြစ်ပါတယ်အခုလည်းဝင်နေဝင်နေပြီဖြစ်တယ်เนาะတရုတ်ကနေပြီးတော့စတင်ပြီးတော့ဝင်နေပြီအခုရုရှားကဝင်လာတော့မှာဖြစ်တယ်အဲ့တော့ကျုံလုံးလုံးဖြစ်ပြီဆိုတာကိုအယုတ်တမကျုံများသိအောင် ပြောလိုက်ပါရရှင်เนาะဟုတ်ကဲ့အားလုံးပဲသိရတိုင်းပဲเนาะဒီတရုတ်ကစစ်တကြီးကအခုဆိုရခိုင်မှာဝင်ရောက်နေဖြစ်ပါတယ်เนาะအခုဆိုရင်ရုရှားဘာဝင်ရောက်နိုင်မယ့်အခြေအနေဖြစ်တဲ့အတွက်မကြခင်ဒီတဲတဲတုံးတဲ့လိုပဲเนาะမြန်မာပြည်ဟာတကယ်ပဲကျွတ်ဆက်တွင်းခိုင်မယ့်အခြေအနေရောက်နေပါတယ်เนาะအဲ့ဒါကိုဘုံမတွေကမသိဘဲနဲ့သူတို့အဖောက်ကမြောက်ပြနေတာလုံးဝအဆင်မပြေပါဘူးเนาะအခုဒီမှာလဲပေါ့เนาะကျွတ်မင်းဇက်ထုတ်ကြီးနဲ့ပတ်သက်ပြီးတော့เนาะဒီ ီဘုံကြီးတွေကိုယ်တိုင်ရပါနော်အချမ်းမစစ်ကောင်စီထောက်တိုင်ဘုံကြီးတွေကိုယ်တိုင်ကဘလို့လိန်ညာနေလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်အောင်နော်ပြောမယ်ဆိုရင်မြတ်စွာဘုရားမြန်မာပြည်ကိုကြွားမှုလားဆိုတဲ့ဇလန်နေရှိလာမယ်လေဒါပေမဲ့ကိုချင်ညိုတဲ့ကိုယ့်ရဲ့မင်းကိုကိုကကိုချင်းမြောက်ကြတယ်ပေါ့နောက်ပြကြတော့သူတချို့ရဲ့စိတ်ကိုစိတ်ချမ်းသာအောင်ဒီပလိုမေစီပဲပြောရမလားပြောတဲ့ဆိုကျန်တဲ့အတမ်းမကြောက်ရစေနော်ကျွန်တော်ရရန်ဝင်လို့ဖြစ်ပါလိမ့် ဒီ NNI အဲ့လိုကြောင်ကြောင်ဝင်တာနော်သူတို့စီမှာကြောင်ကြောင် policy ဘယ်လိုရှိလဲမသိဘူးဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့တော့ဥအောင်စရာထုတ်ပတ်တိမှာဥအောင်စရာထုတ်ပတ်တိမှာရေးခဲ့တဲ့ဟာဟိုညီမရထမဟာဘိဒတ်တက်ကပဏိတာခွဲခံဆရာကြီးပါဠိဆရာကြီးဦးစောဆိုတော့သူကလည်းပါဠိဆရာဖြစ်တော့သူကပါဠိလေးတွေနဲ့ဇတ်တော်လေးတွေရောညှပ်ပြီးတော့ရေးခဲ့တဲ့သဘောလို့ဖြစ်မှာလေဒါရွှေပြည်သိန်းကန်းစာဏိတန်းဆိုတဲ့စာအုပ်မှာရေးခဲ့တာပေါ့ဟိုဘုရင်မကြီးမြောင်းလိုက်ပြောသွားတဲ့အထက်မှာတော့1938မှာပြန်ထုတ်တဲ့စာအုပ်တို့ဒါတွေကတော့ ပြောပါတယ်ဒါတချက်ရှိပဲပဲတန်းတယ်ရေကျော်ရမောင်ကူမာရီလန်းဆိုတော့ဟုတ်ရှင်ကပါဠိဆရာကြီးဥချစ်ဆိုရပြန်တီးဖြတ်တယ်ပေါ့ရွှေအိုးကြီးဆေးတိုင်းနဲ့စာပုံနေတိုက်အဲ့ရမလို့ဥအောင်စရာထုတ်ပတ်ဒီထဲမှာပါတာပါဆာမင်းက40နဲ့ရှစ်မှာပါတာပေါ့ဒါဥစဉ်အနေနဲ့ပြောရင်တော့ဖျားဖြစ်တော့တယ်မဟုတ်ပါဘူးဒီဥအောင်စရာဆိုတာလေဖျားလောင်းပေါ့အဲ့ကြောင့်လောင်းမင်းတရားကြီးလို့သူကဆိုတာပေါ့တရားစုပန်နေပေါ့ဒါကြောင့်အဲ့ဒီအเจ้าကိုရင်းရနေပြီးတော့အာနန္ဒာပြုံးခဲ့တာရသော်ဖျားပြုံးတာနေတယ်လေ ဲ့ဒါဆိုရင်ဟိုမြတ်စွာဘုရားတသက်မှာနှစ်ခါလောက်ပြုံးခဲ့တယ်လို့စာပေကြီးကဆိုတာဟုတ်တယ်မှန်ပါအဲ့တော့ဟိုဒါအာနန္ဒာနဲ့ပြုံးတဲ့အခါမှာခုနကကျွတ်မင်းနဲ့အဲနောက်နှစ်နှစ်ထောင်ကျော်တဲ့အခါမှာဆိုရင်ဗျာဒိစကားဟာပါဠိတော်အနည်းနဲ့တော့ရှိမယ်လို့ဥစဉ်မထင်ပါဘူးဒါကိုးဆောင်ဆန်တဲ့မျိုးလို့ဆိုရင်ဆိုတာရှေ့တုန်းကအဲ့ခေတ်ကမညာလမ်းပြောရရင်တော့ခရီးရန်ကျန်းနေမြန်မာနိုင်ငံမှာပြုစုနေတဲ့အချိန်ပေါ့ဟိုကျဆင်းမြန်မာနိုင်ငံရောက်လာပြီးတဲ့နောက်ပိုင်းဖြစ်နေတဲ့ကာလတွေပေါ့ဟိုမြန်မာသမိုင်းကိုမင်းတို့မင်းနောက်မှာ ီစောက်ဒီကထွက်လာတော့ဥအောင်စီရဆိုတာလေရှေ့မှာအများကြီးစောခဲ့တာဟုတ်အဲ့တော့အဲ့စောက်ထဲမှာပါခဲ့တယ်ဆိုတော့ယူရှားလူမျိုးဖြစ်လက်တန့်ရုရှားလူမျိုးဖြစ်လက်တန့်ဆိုတဲ့ဇာတ်ကားကြီးဟာတို့ရုရှားလူမျိုးတွေလက်နက်စကြာမျိုးမျိုးတိုက်ပြီးလက်နက်စကြာရှင်ဖြစ်လက်တန့်ဆိုတဲ့ဇာတ်ကားကြီးဟာအဲ့ခေတ်ကဗျာဒိဇာတ်ဆိုပေမဲ့အခုလက်တွေမှန်နေတယ်ပေါ့ဒါဟိုနမိတ်ဖက်ခဲ့တယ်ပဲဆိုဆိုအဲ့နမိတ်နဲ့ဓာတ်ရိုက်ကိန်းတပောင်နဲ့ညီခဲ့တယ်လို့အဲဒါတော့မင်းအောင်လိုင်ကိုထောက်ခံနေတဲ့ဘုန်းကြီးတွေကပေါ့နော်အခုလိုမျိုးဒီမင်းအောင်လိုင်ကို မရောက်နိုင်အကြိုက်လိုက်ပြောပြီးတယ်တွေ့ရပါနော်အဲတစ်ဖက်မှာလည်းကျွန်တော်တို့ဒီတော်လိုင်းဘက်ကဖုံးကြီးတွေပါနော်ဒီကြွမင်းဒီအထုပ်ပတိနဲ့ပတ်သက်ပြီးတော့နော်သူတို့ကြမ်းကန်တွေမှာရှာဖွေတဲ့အခါမှာမတွေ့ရပါဘူးနော်ဒေဥစာကမင်းအောင်လိုင်းကပူတင်ကိုဂျင်းတက်ချင်လို့ပြောတဲ့စကားသက်သက်သာဖြစ်တယ်ဆိုတော့ကိုတုံးတက်ထားတဲ့ဟာလေးနားအောင်ကြည့်လောက်နော်တော့မှကြွမင်းဆိုမှခု तू ကတော့ဒါတနည်းအားဖြင့်ဦးစင်းတို့ပြောရင်တော့မင်းအောင်လိုင်းကပူတင်ကိုဂျင်းသွားထဲ့တယ်လို့ပဲဦးစင်းတို့ဒီလိုပဲတွေ့ရမှာပါပြောရမှာပါအဲ့တော့ तू ပြောတဲ့တော့မှကြွမင်း online မှာ hot လာတော့ ဦးဇင်းတို့လည်းရှားကြည့်ပါတယ်အဲ့တော့တကယ်ကိုဦးဇင်းတို့ရဲ့ original ပါဠိ text တွေမှမရှိပါဘူးเนาะအဲ့တော့ဦးဇင်းတို့ original လို့ပြောရင်တုတ်ဝီနီပိတံမှာအဲ့တော့တုတ်တန်ထဲမှာခုနလိုပြန်ပြီးခွဲချမ်းစိုက်ဖြာလိုက်ဇာတကဒေတိဇာတကဝိထုဆိုတာခုနဘုရားရှင်ရဲ့ဇတ်တော်950เนาะဒါလူတိုင်းသိအဲ့ဒါမျိုးတော့ဇတ်ကြီးဆက်ပွဲမှလည်းမကောက်ဇတ်တော်950တော့အဲ့မှာလည်းကြည်တာပါမရှိပါဘူး ဲဟုတ်ပါဗျာအဲ့ဒီဇက်တော်950မှာအဲ့ဒီဟိုတတိဆန်နဲ့ပတ်သက်တဲ့မင်းနေလေငုံမင်းတို့ဗာမင်းတို့ဆိုတော့အဲ့လိုမင်းနေတဲ့မှာရောဒီဒီကြွက်မင်းဆိုတာမျိုးဟိုရှာတွေ့လားဗျာအဲ့ဒီအဲမှာဇက်တော်တွေတဲ့ပြန်ရှာကြည့်အောင်ဦးဇင်းတို့လင်္ကာလေးရှိပါတယ်အစဂျိုးကြဆက်6ခါတီးင်းသာကိုဖြစ်စွာအဲ့တော့ဒါတွေအကုန်စုလိုက်ရင်တော့မှကြွက်တကောင်မှမပါဘူးအဲ့ဒီအဲမှာတတိဆန်ဖြစ်တဲ့အဲမှာ ကဲတော့ဖုံးဖုံးတွေတော့မှခေါင်းဆောင်လှုပ်သွားတယ်နော်မင်းအောင်လာတကယ်တော်တော်ရောတော်တော်လေးကိုရက်ဆက်တယ်သူနော်ဖုံးဖုံးတို့မှာပါနေတွေအကုန်လုံးစာရောအစာအုပ်တွေပြန်လန်ကြည့်ရှိရတယ်ဗောနော်အဲ့ဒီမှာဒီဇက်တော်ထဲမှာကြွက်မင်းဆိုတာတွေ့ကိုမတွေ့ဘူးတဲ့အဲ့တော့ဦးဇင်းတို့ဟိုအနောက်ကဇာတကတွေမှာတော့မရှိခဲ့ဘူးဒါမဲ့အဲ့ဒီဇာတကတွေဒီဖျားအလောင်းတော်ပါရမီဖြစ်စဉ်ကာလကကျင်လည်ခဲ့ရတဲ့ဘဝတွေပေါ်ပြတယ်လို့ယူဆအခုမအားလာပြောတဲ့ဖြစ်စဉ်က သူညွန်နဲ့တော်မကြွမင်းဆိုတာ သူပြောတဲ့ဟာက ဖယားရှင်ဆိုတာဒီဂေါရမဖယားရှင်ဖယားရှင်တတ်တော်ထင်ရှားရှိစဉ်အာနန္ဒာနဲ့ဆိုတဲ့ပုံစံကိုသူထည့်သွားတယ်အဲ့တော့ဒါရီယာဥစဉ်တို့စာပေမှာလည်းဘယ်မှမရှိခဲ့ဘူးဘယ်နေရာမှာပါဆိုရလဲတကယ်မရှိခဲ့ဘူးဖယားရဲ့ခုနောက်ဆုံးဟိုတောထွက်ကျင့်ကြံပြီးနောက်ဆုံးပြိနိဗ္ဗာန်ပြုသွားတဲ့အဆင့်ထိအဲ့ဒီမှာဥစဉ်တို့ရဲ့ဒီမှတ်တမ်းတင်ထားတဲ့ပိဋကတ်မှာတော့မရှိဘူးပေါ့နော်မရှိဘူးဒါမဲ့ဗမာသမိုင်းနဲ့ပြန်ပြောကြကြည့်ဟေ့ဆိုရင်တော့ ဦးစင်းတို့ဒါရှစ်ခေတ်တွင်ဂျင်းထည့်ခဲ့တယ်လို့ဆိုရမှာ။အဲ့တော့ဒီခုနသူပြတဲ့စာအုပ်ကိုပြန်ညှိုးပြီးတော့စာအုပ်ကိုရေးတော့ပြန်ကြည့်တော့အဲ့ဒီစာအုပ်ကကုန်းမောင်ခေတ်ကပေါ်တယ်ဟုတ်လား1900ကျမ1838တဲ့အဲ့ဒီကပါဠိဆရာတော်ဦးစောကရေးတာဒီအလောင်းတော်ဖရာရဲ့ဟိုအထုပ်ပတ်တိမှာရေးနေဒါကိုထည့်သွင်းတာဆိုတော့သူ့မှာလည်းတကယ်ရှေးဟောင်းဟိုစက်လုံးနေတဲ့ဘောတော့နော်ဟိုတော့မှကြွမင်းဒီမြေစီမြေဥမြာကိုတူးယူခဲ့၍ ဟိုမျက်စီမျက်စုကိုမျက်စွာဖရာကိုပူဇော်တယ်တဲ့အဲ့ဒီမှာဟိုမျက်စွာဖရာပြုံးတော်မူတယ်ပေါ့နော်အဲအဲ့လိုတေချာကိုရေးထားတာနော်အနှစ်2000ကျော်တဲ့ခါမှာပါပမင်းတို့လက်ထက်တိုးဆောင်12မျိုးမှာရုရှားလူမျိုး ဖြစ်တဲ့လက်လက်တန်းပေါ့လေအဲ့အတေချာကို तू ကလည်းဟိုရေးထားဆိုတော့ဟိုပါဠိဆရာလည်းဖြစ်တော့ဟိုဟိုယုံကြည်နိုင်လောက်တယ်ပေါ့ရုပ်တရက်ဖတ်လိုက်အဲ့တော့အဲ့တော့အရှင်ဖရာအနေနဲ့ဘယ်လိုမျိုးမချက်ပြီလို့လေဗျာအဲ့အဲ့ဒီစာရေးတဲ့ဆရာဆရာဘောနော်စာရေးတဲ့ဆရာကဒါကုန်းပေါင်ခေလို့ပြောလို့ရပြီ ကုန်းမောင်ခက်ကဦးဇင်းတို့အဲ့တော့သူနဲ့1824ဆိုရင်ဦးဇင်းတို့အဲ့ဒါပထမကျူးကျော်စစ်ပေါ့ဘန်ဒူလာတို့တော့ကြာသွားရေဟုတ်တယ်အဲ့ဒါ1824အဲ့တော့ရခိုင်နဲ့တနင်္သာရီပဲအချမ်းပါသွားပြီအဲ့တော့1852ဆိုရင်ဦးဇင်းတို့ရန်တဘူစာချုပ်ချုပ်ပြီးဒုတိယကျူးကျော်စစ်မြင်းကြံနာတိနော်အဲ့တော့ဒီဂျာကာလာဒါကုန်းမောင်မင်းနေ ဲ့တော့တနည်းအားဖြင့်ပြောရင်ဦးဇင်းတို့ကဗမာပြည်ရဲ့ဖျားကိုခဏကြိုက်တဲ့နေရာ သွားကြိုက်တဲ့ဖျားမှာတမိုင်းရှိတယ်အဲ့ဒီတမိုင်းကြောက်စာတွေတွေ့လို့လိုက်ဖက်လိုက်မှတ်တမ်းနဲ့ကြည့်လိုက်ဖျားရှင်ရောက်တာနဲ့ဗျာဒိတ်ပေးခဲ့တာနဲ့ဘာရေးကြီးပဲဒါဘာပြန်ပြောမလဲဆိုရင်ဖျားရောက်ချင်းမြောက်ချင်းလဲအခုချိန်နေငင်းခုန်နေကြတာအများကြီးရှိတယ်ဖျားဗမာပြည်ရောက်ဤမရောက်ဤလေအများကြီးရှိတယ်နော်ဒါပေမဲ့ခုနလို့ အကုန်လုံးပြန်ကြည့်ခြင်းဟဲ့ဆိုရင်မဟုတ်တာကိုအဟုတ်လောက်ကြတာ legendary ပေါ့ဦးဇင်းတော့တော့အဲ့လိုပဲယူဆတယ်အင်းဒဏ္ဍာရီလာတယ်ကြည့်ပဲအဲ့တော့ဒဏ္ဍာရီလုတ်တယ်အဓိကပါလေလူတွေပို့ပြီးကြည်ညိုလာအောင်မဟုတ်တာကိုအဟုတ်လောက်တာကဲဒါတော့နော်ဖုံဖုံပြောသွားတော့အရှိအရှိတယ်ပေါ့နော်အခုလောက်ဆိုရင်တော့အလုံးသဘောပေါက်ဖြစ်ပါတယ်နော်ကျွန်မမေးရလဲကဒီဒဏ္ဍာရီလာတဲ့စကားပုံစံလိုလိုဒီဗျာဒိတ်ကျန်းလိုလိုဘာလိုလိုနဲ့ပေါ့နော်ဒီအချက်ဖက်ဒီပူတင်ကိုပေါ့နော် ကျင်းထည့်သွားတဲ့အခြေအနေပဲဖြစ်ပါတယ်နော်အခုဆိုရင်ဖုန်းဖုန်းတို့တော်မှာတော်တော်လေးကိုခေါင်းစားသွားတဲ့အခြေအနေဖြစ်ပါတယ်သူတို့ကျန်းကျန်းကန်တွေပြန်ပြီးလေ့လာတဲ့ခါမှလည်းဒီကြွမင်းဆိုတော့မတွေ့ဘူးပေါ့နော်ဒီမင်းအောင်လိုင်းကတော့တော်တော်လေးကိုပေါ့နော်ဒီဘယ်လိုများရှာဖွေထားလဲတော့မသိပါဘူးနော်ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့ဒီမင်းအောင်လိုင်းရဲ့ကြွမင်းပြူရနဲ့ပတ်သက်ပြီးတော့ပေါ့နော်သုံးသက်လိုက်တယ်ဥကြွေပြူလို့နားထောင်ကြည့်လောက်နော်ကိုနိုင်ငံမှာကိုတီကိုနားနဲ့နေနေလားစင်းရဲနေလားဟုတ်ဘူးစင်းရဲလေဆိုတာခေါင်းဆောင်ကြီးစောက်သုံးကြလို့စင်းရဲနေလားစောက်သုံးကြလို့အဲစင်းရဲတံကိုပြည်သူတွေကခေါင်းဆောင်မကောင်းတဲ့အတွက် ပြည်လူတွေကအလူလေးခံစားနေရတေးကြတာပေါ့ကိုတီကိုနားနဲ့ကိုနေလာစိုက်ကြုံဝင်ယူရထုံးသားမထုံးသားတဘာဝတန်ရသာထွက်မထွက်ထွက်ထွက်ပစ္စည်းရနော်ဒီထွက်ပစ္စည်းရဟုတ်လားတော့တောင်းကြီးနေတဘာဝကြီးအရင်ကောင်းလာအဲကောင်ကမဆောက်သွားပြီးအောက်ချုပ်စရာမလိုဘူးနေတိုင်းပြောတာပါငါတို့အမေစုလက်ချက်တော့တွေ့လားကောင်းမရင်ကော့ပြီးတော့တိုက်တဲ့နိုင်ငံတော့ကောင်းမရင်ကော့ပြီးတော့ဟုတ်လားစံပြမဆိုင်ဘူးမင်းတို့နိုင်ငံအဲ့လိုပုံနဲ့တော့ ဟို leading ဆုံးတဲ့ယူနဲ့မလုပ်နေနော် leading ဆုံးနေတာကိုကအဲ့ဒါကိုစစ်ချောက်ပေါ့ညမနိုင်ရပါတူအမေလေးပိုင်မလို့လားဥပမာမင်းတို့ငါတစ်ခုပြောတာမြင်အစစ်ချောက်ကောင်ဘယ်သူကလိုမွေးထုတ်တာလို့လဲဟမ်လုတ်ချင်တာလုတ်လို့ရတာအဲ့လိုဟင်စင်ဆိုတာရတနာတပါးဖြစ်တယ်ကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထိန်းသိမ်းရမယ်အထဲမှာရတနာတပါးဖြစ်တယ်နော် အဲ့ဒါကိုလည်းသိထားကြအောင်ကြအခုကကငါလှုပ်ချင်တာတော့မယ်ဟုတ်လားငါမအာနာပါဝါစောက်ယူထားတာအယူထားတာတော်ရုံပဲကောင်းတယ်နော်ဘယ်သူကလုံးမရအောင်လဲဟမ်ဘယ်ပါတယ်မဝရန်တီလုံးမွေးပြီးတော့ဒီစင်ကထွက်လာပြီးတော့သွားပေးရတာတစ်ချက်တော့ပြောကြည့်မလို့အခုစောက်တော့မချတော့သူများနိုင်ငံကသူများနိုင်ငံသူများခေါ်တိုင်းသွားပြီးတော့ဒီကြီးစပါတယ်အဆင်ရောက်ပါတယ်နော် နေတလို့ရှိရင်ကိုယ်နိုင်ငံမှာကိုယ်တီကိုယ်နံကိုယ်မင်းနဲ့ကိုယ်နေ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 လို့ရှိရင်မင်းနိုင်ငံမှာဆောင်ယူဆိုင်ရမလို့အခုတော့လီးပြစ်ဆောက်ရအစီရောက်နော်ဟိုဘုဇင်မောင်ဆယ်လက်ချက်ကလေးကလုပ်စားလာခဲ့တာစိုက်ပျိုးဝင်းလူရင်းနဲ့ရှင်းတန်လာခဲ့ကြတာအဲတမန်ကောင်ကထွက်တဲ့တန်ရန်ဇာတ်တွေကိုမပြောသေးဘူးနော်တကယ်လို့တော့လေအဲဒီတန်ရန်ဇာတ်တွေများကလေအာရှမှာပဲတနိုင်ငံတနိုင်ငံတော့ရှိကြည့်လိုက်နော်ဥပမာဘရူနိုင်းတို့လိုစင်ကာပူတို့လိုမလေးရှားတို့လို အဲ့နိုင်ငံမှာရှိကြည့်အဲ့နိုင်ငံသားတွေကနော်ပြန်ရအောင်နေလို့ရတယ် okay ဒါတော့ဥကျော်ပြီးလို့ဖြစ်ပါတယ်เนาะအဲ့တော့အချက်ဖက်မေးအောင်လိုင်းကစင်6កောင်ပေးပြီးတော့ကြွမင်းပြောနေဂျင်းထက်ပြီးတော့မြမဗီကိုဘာလို့ရောင်းစားခဲ့လဲဆိုတော့တော့ကျွန်တော်နောက်ကြိုက်တော့ထပ်တည်အောင်ဖြစ်ပါတယ်เนาะအခုတော့ဒီပူတင်ကိုဖားပြီးတော့ဗောနော်သူပြောထားတဲ့ဒီအထုပ်ပတိတွေကတကယ်ဗောနော်ရည်စရာလဲကောင်းပါတယ်เนาะမြမဗီသူကြားမှာလဲတော်တော်လေးကိုရည်စရာမောစရာဟာတတ်ဖို့လို့ဖြစ်နေပါတယ်เนาะသူဟာကြီးကဒီအထုပ်ပတိဒီကြွမင်းပြူဟာနဲ့ပတ်သက်တဲ့ဟာတော့အမှန်မှန်တော့မသိဘူးเนาะဒါပေမဲ့မှန်တဲ့ဟာတစ်ခုတော့ရှိပါတယ်เนาะ ဒီတံပုတ်တီရုပ်ဖို့ကိစ္စကိုပြောထားတဲ့ဒီစစ်သားစကားနောက်ကြည့်လာနော်ဒီလမ်းစစ်ကလည်းနေရတဲ့ရရှိရတဲ့ accessibility တွေအားလုံးမြင်လာပါကျွန်တော်တော့ရှင်စစ်မီမီတင်နေရမှာတောင်းပန်ထမ်းဆောင်နေပါတယ်အဲကျွန်တော်ပြောချင်တာကကျွန်တော်ညီကိုတွေအကုန်လုံးတံပုတ်တီကာရလေးကိုတော့မနေ့ကူကောက်ညာကူကောက်တော့အင်းအဲ့ဒါမစိုးယူပေးပါတကယ်အနေရကင်းပါတယ်ကျွန်တော်လည်းဒီထက်မကရွတ်နေပါတယ် ကဲနော်ကျွန်တော်စကောင်းစီဖွဲ့လောက်မယ်ဟာကောအန်ဒီအကင်းစီကူကတော့ဒီကတာလေးရှိပါတယ်တန်တဲ့ကတာလေးလည်းရရင် ရသလောက်ယူကြဖို့အကျိုးမျိုးပေါ့ကျွန်တော်ကတော့တမှုလေးကတာလေးယူတယ်အထနာမီတန်ကတာလေးယူပါတယ်နော်ကျွန်တော်ညီကိုလေးအားလုံးအားလုံးလေးစားပါတယ်ကဲနော်အချက်ဖက်မင်းအောင်လိုက်နော်ဒီကြွမင်းဘျူဟာတွေဘာတွေရှောက်ပြီးတော့ပြောနေမယ်စား ဒီစစ်သားကြီးပြောသလိုပဲเนาะတံပုတ်တွေရွတ်လိုက်တာမှပို့ပြီးတော့ကောင်းမယ်ပေါ့เนาะအခုဆိုရင်ဂျပန်စစ်ကောင်းဆောင်အဖွဲ့တွေရဲ့ဒီရှေ့တိုင်းမြေမှာရောက်နေတဲ့စစ်သားတွေအားလုံးတံပုတ်တွေရွတ်နေရတဲ့အနေအထားဖြစ်တယ်အခုဆိုရင်မြင်းနဲ့တိုင်းပေါ့เนาะရှေ့တိုင်းရောက်နေတဲ့ဂျပန်စစ်ကောင်းဆောင်တပ်ဖွဲ့တွေဆိုရင်တံပုတ်တွေရွတ်နေရတဲ့အနေအထားဖြစ်တယ်ဆိုတော့ကိုသုံးသက်တင်ပြရင်ကျွန်တော်ဗီဒီယိုလေးသုံးသက်လိုက်ပါတယ်เนาะဟုတ်ကဲ့အစားဆုံးကြည့်ပြီးတော့မြို့ပတ်ပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလौဒမြစောင့်သမြအရာအားလုံးပါအောင်မြင်ပြီးတော့သွားလေရမှာဘေးကင်းကြပါစေလို့ကျွန်တော်နေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ